2025ခုမလမှာပါလီဒီခီးတော်များအတွက်စီမင်းအသစ်များချမှတ်ခဲ့ပါတယ်။ဤစီမင်းများကျွန်းရဲ့ယဉ်ကျေးမှုတဘာဝနဲ့ဒေသခံပြည်သူတွေကိုကာကွယ်ရန်ရည်ရွယ်ပါသည်။အုတ်ချုပ်ရင်မှုဝါယန်ကိုစတာမှာ2025ခုနှစ်စာကူလာလက်တာနံပါတ်9လို့ခေါ်တဲ့အဆိုပါပြောင်းလဲမှုတွေကိုမျှဝေခဲ့ပါတယ်။ရည်ရွယ်ချက်မှာပါလီရှိခီးတော်လုပ်ငန်းသည်တဘာဝပတ်ဝန်းကျင်အတွက် လေးစားပွဲကောင်းကြောင်းတိကျစီရန်ဖြစ်သည်။ ခီးသွားများအတွက်အရေးကြီးတဲ့စီကံတွေကတော့မြင်းများတဲ့နေရာတွေကိုလေးစားမှုပြချင်းဖြစ်ပါတယ်။အဲ့တဲ့များကဘုရားရှိခိုးကျောင်းများနဲ့ဝတ်ပြုရနေရာများမှာတိုက်ရစွာဝတ်ဆင်ရမယ်။ဥပမာအဖြစ်တင့်ပခုံးနဲ့ဒူးတွေကိုဖုံးအုပ်ထားတဲ့ဝတ်စာတွေဝတ်ဆင်ရမယ်။ဝတ်ပြုကျောင်းများမှာတင့်ကိုင်းအင်ဂျီများစကတ်တိုများဒါမှမဟုတ်ကန်ဂျေဝတ်စုံများကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်။လိုအပ်ပါကထမင်ဝတ်ရမှာဖြစ်တယ်။ရုပ်ပွားတော်များဒါမှမဟုတ်အခြားသောမြင့်များတဲ့အရာများကိုမထီရပါဘူးအမျိုးသမီးများယာတိလာစဉ်အတွင်းဘုရားကျောင်းတွေဝင်ခွင့်မပြုပါဘူး ရင်ကားဘာလီဟိန္ဒူဒလိဒုံးဆက်များကိုလိုက်နာရန် လေစာတင်ပါတယ်။ယဉ်ကျေးမှုကိုလည်းနားလည်ရမှာဖြစ်တယ်။ဘာလီကတခြားနေရာတွေလိုမဟုတ်ပဲ၎င်းရဲ့ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ဒလိဒုံးဆက်တွေရှိပါတယ်။လူအများရှိမှနန်းနာဒါမှမဟုတ်ပွတ်ပွတ်တာမျိုးချစ်ခင်မှုမျိုးအလွန်ကြုံမပြရပါဘူး။အထူးသဖြင့်ဖျားเจ้าများအနီးမှာရှိတဲ့လာသာဆောင်တွေမှာအဝတ်မလန်းရပါဘူး။အထူးသဖြင့်အစာအတော့ကျွေးတဲ့နေရာတွေမှာခြေထောက်ကိုစပွဲဒါမှမဟုတ်ကရက်ထိုင်ပေါ်မှာတင်တာမျိုးကိုမလုပ်ရပါဘူး။ အပေါ်ရမပါဘဲနေပူတဲ့မဝင်ရပါဘူးဒါမှမဟုတ်အလွန်ထင်ရှားတဲ့ရေကူးဝှုဆုံကိုလည်းမိုးရပါဘူးကန်းချီကထွက်တဲ့အခါဒါမှမဟုတ်ဆိုင်ရဒါမှမဟုတ်ကော်ဖီဆိုင်တွားတဲ့အခါမှာတီရှာ့ဒါမှမဟုတ်ဖုံးအုပ်ထားပါမယ်လိုင်စင်ရဝှဆောင်မှုတွေပဲအသုံးပြုရမယ်ခီးတော်များကတရားဝင်လိုင်စင်ရလမ်းအညွန်တွေဟိုတယ်များနဲ့ငွေလက်လက်သူတွေပဲအသုံးပြုရမှာဖြစ်ပါတယ်လမ်းစီကန်းတွေလည်းလိုက်နာရမယ်ကားဒါမှမဟုတ်မော်တော်ဆိုင်ကယ်မောင်းနေမှုဆိုရင်တရား တရားဝင်နိုင်ငံတကာလိုင်စင်တော်မှုအင်ဒိုနီးရှားရေမောလိုင်စင်ရှိရမှာဖြစ်တယ်တည်တံတကလမ်းစည်းကမ်းတွေကိုလည်းလိုက်နာရမှာဖြစ်ပါတယ်တဘာဝဝန်ချင်းကိုဂယူဆိုင်ရမယ်ပါလီကတမြင့်ထားတဲ့အရာတွေကတော့ plastic 8ဖြစ်ပါတယ် plastic ကောက်ယူအာ style phone လို့ခေါ်တဲ့ pot pot ဘုံတွေအချိုးရည်တွေကို plastic နဲ့ထုတ်ပိုးခြင်းပါလီရဲ့တဘာဝကိုတဘာဝကိုကာကွယ်ဖို့အတွက်ခီးသွားငွေ10ဒေါ်လာ30ခန့်လဲပေးရမှာဖြစ်ပါတယ် မလို့တဲ့တဲ့အရာတွေကတော့ယဉ်ကျေးမှုကိုမလေးမရှားပြုခြင်းဖြစ်ပါတယ်မြင်းများတဲ့တစ်ပင်တွေကိုမတက်ပါနဲ့အမိုင်မပြစ်ပါနဲ့ရိုင်းဆိုင်သောတာဝန်မှုရန်လိုခြင်းမပြုပါနဲ့ဖျားကြောင်းများတာဝန်မှုတန့်ရှင်းသောနေရာတွေမှာကိုလုံးဒီတာဝန်မှုမတင်းလျော်တဲ့ဓာတ်ပုံတွေမရိုက်ပါနဲ့ဘာသာရေးရုပ်ထုများသို့မဟုတ်မြင်းများမြင်းများတဲ့အဆောက်အဦများပေါ်မှာမထိပါနဲ့တရားမဝင်အလုပ်မလုပ်ပါနဲ့တင်းမာတရားဝင်အလုပ်ပါမင်းမရှိပါနဲ့ဘာဒီမှာအလုပ်လုပ်ခွင့်မရှိပါဘူးဆိုရှယ်မီဒီယာကိုလည်းတတိထားမှဖြစ်ပါတယ်ပါလီအွန်လိုင်းမှာရိုင်းဆိုင်သောတာဝန်မှုအမာရွင့်တစ်ခုခု မတုံမစတုံမရတခုမတင်ပါနဲ့လက်ကောင်းမှရှင်ချင်းမှုတောင်းမှုဘာသာကြီးကိုရရမောစီတဲ့ဟာတာတောင်းမှုဗီဒီယိုတွေပါဝင်မှာဖြစ်ပါတယ်စီကံဖြောက်ပြင်းရင်ဘာဖြစ်မလဲဝါလီမာခီးတွားတွေစီကံတွေလိုက်မနာဘူးဆိုရင်စစ်စစ်ဖို့အထူးအဖွဲရှိပါတယ်စီကံများကိုမလိုက်နာပါကဒိုင်ငွေပေးဆောင်မယ်ပြည်နေတဲ့ခံရမယ်ပြည်တဲ့ဥပဒေအရရေးယူခြင်းခံရမယ်ဖြစ်ပါတယ်အီစီမင်းများကဘာလီရဲ့အထူးရင်ကျင်းမှုကိုကာကွယ်ပြီးလပ်ပနေစရန်ပြုလုပ်ထားပါတယ်၎င်းကခီးတွားများရောဒိရက်ခံပြည်သူများပါ ကျွန်းကိုယူကျိုးစွာခံစားနိုင်ရန်ကူညီပေးမှာဖြစ်ပါတယ်။ Remember two things. Respect the rules and have fun.